နိဗ္ဗာန်ကိုသွားတာဆိုတာတခြားနည်းနဲ့သွားလို့မရဘူးနိဗ္ဗာန်သွားချင်ရင်ဒီလမ်းကြောင်းကပဲရှောင်တယ်အဲ့ဒီလမ်းကြောင်းကဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးပဲအခုသွားနေတာမဂ္ဂင်၈ပါးနဲ့သွားနေတာပြန်ပြီးတော့စဉ်းစားကြည့်သီလဆိုတာတမဝါစာတမကမ္မန္တတမအာစီဝဆိုတာကိုကျင်းသီလကိုအရင်စောင့်တည်လိုက်တယ်စောင့်တည်လိုက်သည့်အတွက်ကြောင့် ကာယကံဝစီကံဆိုတာစင်ကြယ်ပြီးတော့သွားတယ်။ကာယကံဝစီကံစင်ကြယ်သွားတဲ့ပုဂ္ဂိုလ်ဖို့အနဝိဇ္ဇဒုက္ခဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာတဲ့ခုကိုသူဖန်ခံစားရတယ်ပေါ့။အဲ့ဒီပုံမှာအခြေခံပြီးတော့ဖြစ်စေဖြစ်ပေါ်နေခိုက်အာယုန်လေးတွေပုံမှာသိအောင်ကြိုးစားတာကတမဝါယာမဟောကြိုးစားအထုံးမှုအာယုန်နဲ့စိတ်နဲ့မပြတ်တွေ့ဆုံပေးနေတာကတမတတိ အဲ့ဒီအာယုံလေးပေါ်မှာစိတ်တွေစိတ်ဆွမ်းအားတွေစုကြနေတာကတမာသမာဓိအမှန်ကန်သဘာဝတရားကိုစဉ်းစားနေတာကတမာသင်္ကပ္ပအမှန်သိတာကတမာဒိဋ္ဌိလို့ဟောတမာဒိဋ္ဌိကို အားပေးတဲ့သဘာဝတရားက၄ခုတမာဒိဋ္ဌိဆိုတာပညာကတစ်ခု အဲ့ဒီ၅ခုဖြစ်ပေါ်နေတာကိုပဲနိဗ္ဗာန်သွားနေတယ်ဝိပဿနာလို့အာထုတ်နေတယ်လို့ဒီလိုခေါ်ရနော်အဲ့ဒီ၅ခုကိုပဲမက္ခလို့ခေါ်တယ်သီလဘအပါဝင်၈ခုဟာငါမက္ခအဲ့ဒီမက္ခဆိုတာဘာကြောင့်မက္ခလို့ခေါ်တော့ဆိုတော့မက္ခရဲ့အတိတ်ကဘာလဲလို့ဆိုရင်နိဗ္ဗာန်လိုချင်ရင် ဒီတဘာဝတရား၈ခုကိုယ်တဏ္ဍာမှာရှာရမယ်ရအောင်လုပ်ရမယ်ဒါလို့ဆုံးတယ်သူတို့ကိုရအောင်မလုပ်ဘဲဒီ၈ခုမပါဘဲနေရံသွားလို့မရဘူးဆုံးလူရကဝိပဿနာချင်းစဉ်ကိုကျင့်ကျင့်နေခြင်းဒီဟောရီမဂ်ရှင်ပါနဲ့ပဲကျင့်တာကျင့်လို့အောင်မြင်သွားပြီအဆင့်အမြင့်ဆုံးအဆင့်ရောက်သွားပြီဆိုလို့ရှိရင်တော့ ဒီရှိခုကစွမ်းအားတွေတက်ပြီးတော့စိတ်ခွန်အားတွေမြင့်မာလာပြီးတော့နိဗ္ဗာန်ကိုမြင်လိုက်တာမြင်လိုက်တာနဲ့တပြိုင်နက်အရှုပ်ထွေးတွေစိတ်ရဲ့အနောက်အကျဉ်းတွေကိလေသာတွေအားလုံးရှင်းသွားတပြိုင်နက်ဖြစ်တာအရှိလောကရကနေမင်းကြီးပေါ်ထွက်လာတဲ့အခါမှာအလင်းရောင်ဖြန့်ကျက်လိုက်တာအမောင်တွေပျောက်သွားတယ်ထွက်လိုက်တာနဲ့လင်းလိုက်တာနဲ့တပြိုင်နက်အမောင်ပျောက်သွားပြီလေ အခုလည်းပဲတူတူပဲနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့ကိလေသာတွေပျောက်သွားပြီဒီအသေးပဲကိုဆုလို့တာနော်ကိလေသာတွေပျောက်သွားလို့နိဗ္ဗာန်ကိုမြင်လိုက်တာနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့လည်းကိလေသာတွေပျောက်သွားတယ်နိဗ္ဗာန်ချမ်းသာကိုခံစားရတာဗုဒ္ဓအခကျင်းဝင်ဘာမှမပေးရပဲနဲ့လတ်တာရတာလေဝဲယူရတာမဟုတ်ဘူးကိုကိုယ်တိုင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်နိဗ္ဗာန်ကိုအာရုံပြုနိုင် အဲ့တော့နိဗ္ဗာန်ဟာအနည်းလေးပဲဒီလိုဆိုလိုတာပေါ့လှုပ်လိုက်တာနဲ့နိဗ္ဗာန်ဆိုတာတွေ့မှာပဲမလှုပ်သေးရင်တော့ဝိနေဥမာပဲလို့ဒီလိုပြောရမှာပဲအေးဒါကြောင့်မလို့ခန္ဓာនិရောဓနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနေဖို့အတွက်ရှင်းဥစွာကိလေသာនិရောဓကိလေသာတွေချုပ်ငြိမ်းအောင်သဗ္ဗထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဖြင့်ကျင့်ကြံကြိုးကိုအားထုတ်ရတယ်အဲ့ဒါလို့အားထုတ်တဲ့အခါကျတော့မှ ကိလေသာនិရောဓကိုအရင်ရပြီးကိလေသာချုပ်ငြင်းခြင်းကြောင့်လောင်စာသိမ့်ပြီးမိငိမ့်နေဆောင်နောက်ထပ်မိထောင်နဲ့တူတယ်ခန္ဓာဆိုတာမလာတော့ဘူးလို့ဒီလိုကိုစီကိုစီသဘောကျပြီးတရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်နှလုံးအေးချမ်းစွာမှတ်သားနာယူပြီးတော့ဘုရားမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ဘာဝနာနှစ်ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေသောတည်း